ဒါမျိုးဖူပေါ့စ်ကောင်းကောင်းလေးရတဲ့ site Facebook page လေးကိုဟိမျိုးကမိတ်ဆက်ပေးပါမယ်ခင်ဗျာ page name လေးကတော့ spicy hawk ဖြစ်ပါတယ်တရက်က spicy hawk ကအမကကျွန်တော်စီကိုဆက်သွယ်လာပါတယ်ဆိုင်ရန်လိုမျိုးဖွင့်ထားတာမရှိဘဲနဲ့ Facebook page ကနေပြီးတော့တနိုင်တပိုင်းရောင်းတဲ့ပုံစံမျိုးလေးပါကလေးတယောက်နဲ့မအားရဲ့ကြားလေးကနေစူးစမ်းပြီးရောင်းနေရအောင်တွေ့ရတယ်ပေါ့နော်ဒါကြောင့်မို့လို့အခုလိုမျိုးအင်တာရှင်မျိုးသမီးတွေကိုအကုန်ပြုတဲ့အနေနဲ့အခုဗီဒီယိုလေးကိုတင်ပေးလိုက်ရခြင်းဖြစ်ပါတယ်ခင်ဗျာအခုဟိမျိုးစားနေတဲ့အဆန်အတွက်ပါတယ်စက်သားပြားကျော်ပါတယ်မာလာအကင်တုပ်ပါတယ် ဲ့အမျိုးအဆုံပါတာကမှတရားဆွန်းဆွန်းလေးပဲရှိပါတယ်သူရဲ့ကြက်သားပြချော့လေးကကျွတ်ကျွတ်ရရမမွလေးနဲ့တော်တော်လေးကိုစားလို့ကောင်းပါတယ်မလာအကင်တုပ်လေးရလေမလာနေအဆက်အရိုင်းမများပဲနဲ့အဆက်ဟက်ကလုံးဝကိုကတိပါပဲခင်ဗျသူရဲ့စမ်းရွက်ထဲမှာလည်းကြက်သားပြချော့လေးထည့်ပေးထားပါတယ်ယောနိအကောင်ကိုတုံးထားပေးတဲ့အတွက်ချိုးချိုးစိတ်စိတ်လေးနဲ့တော်တော်လေးကိုစားလို့ကောင်းပါတယ်ခင်ဗျနောက်ထပ် set တစ်ခုကတော့ spicy ခေါက်ဆွဲတုပ်ရဲ့ရေနီသမင်းလေးရဲ့ကြက်မဲမလာရဲ့ဖြစ်ပါတယ်မင်းလေးလေးကကန်းန်းသားချောင်းလေးထည့်ပေးထားတဲ့အတွက်စိတ်စိတ်လေးနဲ့တော်တော်လေးစားလို့ကောင်းပါတယ် တယ်ခင်ဗျာတက်မဲကလည်းမာလာနဲ့အရင်မများပဲနဲ့ထုတ်ထုတ်လေးနဲ့တော်တော်လေးဆောက်လုပ်ကောင်းပါတယ်ပါရယ်ပိုးရှင်ကတော်တော်လေးများရဲ့အတွက်နှစ်ရလောက်ကတော့ AC ဆောက်လုပ်ရပါတယ်ခင်ဗျာဒါမျိုးတက်ဆက်ကောင်မှာ195ဖက်ဖက်ပေးရပါတယ်ကျွန်တော်ကအဆက်အရင်မစားနိုင်တဲ့အတွက် spicy ခေါက်သွေးတုပ်တဲ့နေရာမှာတော့အဆက်ကိုရှောက်ဟိုင်းထားပါတယ်ခင်ဗျာဆုံဆုံလေးလေးလဲစားခြင်းနဲ့ပက်ဆက်လည်းအရင်မကြခြင်းမှုဆိုရင်ဒီဆက်မန်ယူလေးတွေကိုမှစားကြည့်ဖို့ recommend ပေးပါတယ်ခင်ဗျာအနည်းအဝေးပေါ်မှုတည်ပြီးတော့ပုတ်ကတော့ပေးရပါတယ်ပုတ်ကလည်း20 30 40အဲ့လောက်ပါပဲเนาะဆက်မန်ယူကောင်းကောင်းလေးတွေကိုစားခြင်းနဲ့ဆိုရင် spicy ီဟောက်ကအမစီမှာအမစားကြည့်ဖို့ recommend ပေးပါတယ်ခင်ဗျာဆိုတော့ဗီဒီယိုလေးကိုဆုံးဖြတ်ကြည့်ပေးတဲ့အတွက်ကျေးဇူးများတင်ပါတယ်ခင်ဗျာအခုဗီဒီယိုလေးကိုလည်း like and share လုပ်ပြီးတော့ကျွန်တော်အကူအညီပေးပါအောင်ခင်ဗျာနောက်ထပ်ဗီဒီယိုအိမ်မှာထပ်ပြီးဆောင်တွေ့ရအောင်လို့ကျွန်တော်ရဲ့ Facebook TikTok YouTube channel တွေကိုလည်း like and follow လုပ်ထားဖို့မမေ့နဲ့နော်